ကိုသောမျိုးအေးရင်ရက်ွက်မှာရှိတဲ့ထက်တန်းကျောင်းကကျောင်းသားချစ်ချင်းရဲ့နဲ့မှုမှာအရေးခံရတဲ့ကျောင်းသားရဲ့မိဘအိုဒိသူတွေက JA ပေးလိုက်တယ်လို့မိသားစုနဲ့နှိစပ်သူအချို့စီကသိရပါဗျ။ဇလ9ရက်နေ့က Grade 9ကျောင်းသားကိုသူ့ရဲ့အတန်းဖော်ကတက်သားပုတ်တူးရုံးနဲ့အနောက်ကနေဝင်ရိုက်ခဲ့တဲ့အတွက်ဥကောင်းမှာဒဏ်ရာရခဲ့တယ်လို့အရေးခံရတဲ့ကျောင်းသားရဲ့မိသားစုနဲ့နှိစပ်သူတွေကပြောပါဗျ။အရေးခံရတဲ့ကျောင်းသားဟာဒဏ်ရာပြစ်ထန်လို့ကော့တောင်းဆေးရုံကနေတဆင့် ထိုင်းနိုင်ငံရနောင်ဆေးရုံကြီးကိုပြောင်းရွှေ့ကုသခဲ့ရပြီးဇွန်လ၈ရက်နေ့မှာဆေးရုံကဆင်းခွင့်ရခဲ့တယ်လို့ဆိုပါတယ်လက်ရှိမှာဒဏ်ရာတက်တာသွားတဲ့အတွက်အမှုကိုပြည်ကြတဲ့အပတ်ကကြေအေးလိုက်ကြတာပါရိုင်းနေတဲ့အကြောင်းသားကိုတော့ကျောင်းတနည်းရနာခန့်လိုက်တယ်လို့အမှတ်တောင်းအေးရင်ကြီးအထက်တန်းကျောင်းပညာရေးတဲဝဲနဲ့နေဆသူတူကဆိုပါတယ်အရေးခံရတဲ့ကျောင်းသားကိုတော့ပညာရေးဌာနကငွေကျဆယ်သိန်းထောက်ပံ့ပေးခဲ့တယ်လို့မိသားစုနဲ့နေဆသူအချို့စီကသိရပါတယ်